မေလာမမီကဒီနေ့နိုင်ပွဲအတွက်ဂုဏ်ယူပါတယ်ဝါဆန်းဒီကိုနောက်ဆုံးနှစ်ပွဲစရိုက်ရှုံးနေထားခဲ့တာကြောင့်ဒီနေ့ပွဲကပြန်လဲနိုင်ခြင်းနဲ့စိတ်ပြင်းပြခဲ့တာမျိုးရှိတဲ့ပွဲစဉ်တစ်ပွဲမျိုးလားဟုတ်ပါတယ်နေဦးကစနဲ့ပွဲတုံးကလိုပါပဲဒီနောက်ဆုံးပွဲတွေကတကယ်ကိုထူးခြားတဲ့အတိတ်တွေရှိခဲ့တယ်လေနေဦးကစမှာဆိုရင်ကျွန်တော်တို့အတွက်တမိုင်းတည့်ရဲ့ရှိခဲ့တယ်လေမာရွတ်တွေတင်ငန်းစာတွေအများကြီးပေါ့လေအရင်ကွဲမှာကျွန်တော်တို့အမှားတွေကိုပြန်ပြီးပြင်ဆင်နိုင်ခဲ့ပါတယ်ပြီးတော့ဝါဆန်းနဲ့ကြတော့လေအရင်အစီတုန်းကအိမ်ကွဲမှာနှစ်ပွဲစရိုက်ရှုံးနေခဲ့တဲ့မှတ်တမ်းရှိနေပြန်ရော ဆိုတော့ကျွန်တော်ဇာမောင်းလေးကိုပြောခဲ့ပါတယ်ဒါကအခွင့်အရေးကြီးတစ်ခုပါပဲလို့ရာသီအစကတည်းကကျွန်တော်တို့အရန်ကိုခက်ခဲတဲ့ပွဲစဉ်ကိုဇာတ်ရိုက်ဇားခဲ့ရပါတယ်ကံမကောင်းစွာနဲ့ပဲပြင်းထန်တဲ့ဒဏ်ရာပြဿနာတွေလည်းရှိနေလေတော့အထောက်အကူမပြုခဲ့ပါဘူးဒါပေမဲ့လည်းဒီကြောင်နဲ့မှာအသင်းကကောင်းကောင်းဇားနေစေခြေစွမ်းပြသနေစေပါပဲဒီနေ့ပဲမှာဆိုရင်လည်းပြိုင်ဘက်ကိုလုံးဝအော်တော်သားစီယူပြီးတော့ဂိုးမပေးရပဲအနိုင်ရရှိခဲ့ပါတယ်ဒါကြောင့်နိုင်ငံတကာပွဲစဉ်တွေမှာတိုင်ခင်ဒီလိုစိတ်ဓာတ်မျိုးနဲ့အနားယူနိုင်တာကတကယ်ကိုကောင်းပါလေ မာရီရဲ့ပြဘာပိုင်းကဒဏ်ရာအခြေအနေလေးနည်းနည်းလောက်လေးပြောပြပေးလို့ရမလားသူဒူးချင်းချင်းတိုက်မိသွားတယ်လို့ထင်ပါတယ်တိုက်မိပြီးချင်းမှာပဲသူ့အခြေအနေသိမ့်မကောင်းတော့ကျွန်တော်သူနဲ့စကားပြောပြပါပြီသူ့ပုံစံကတော့အကောင်းအမြင်လို့မရဘူးအဲသူဒူးမှာအထင်တစ်ခုခုတတ်ထားရပါတယ်ဆရာဝန်စီကအဖြေကိုတော့ကျွန်တော်စောင့်ရအောင်ပါပေါ့လေဒါပေမဲ့လည်းပဲဒီကိစ္စမှာလည်းကျွန်တော်တို့သိပြီးကံမကောင်းခဲ့ပြန်မှုပေါ့ဗျာမာရီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မေးချင်ပါတယ် အထူးသဖြင့်အစောပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြသပြီးကာမှာအခုလိုဖြစ်သွားတော့သူ့အတွေ့ဘလောက်များစိတ်ပျက်စရာကောင်းမလဲဒါကသူ့ရဲ့ဒဏ်ရာကြောင့်တတိယအကြိမ်မြောက်လူစားလဲခံခဲ့ရတာနော်အဟုတ်ပါလေရာသီစကလေးကအကြောင်းမျိုးမျိုးကြောင့်သူ့ကိုကျွန်တော်တို့အပြည့်အဝအသုံးမပြုနိုင်ခဲ့ပါဘူးပကုံးဒဏ်ရာနှစ်ကြိမ်ရဲ့အခုဒီဒဏ်ရာရေပေါ့လေဒါကြောင့်ဒဏ်ရာကဘလောက်အတိုင်းအတာအထိပြင်းထန်လဲဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်မလို့ထင်ပါတယ်ကျွန်တော်ဖြည့်ရက်တွေတော့ရှာသွားမှာပါဒါမဲ့သူကကျွန်တော်တို့အသိကောင်းဆောင်ပဲလေသူလုံးနေတဲ့မြအရာအလုံးသူသဖြင့် တိုင်းစင်ပိုင်းမှာပါသူရှိနေခြင်းအဖြစ်အသိကိုလုံးဝကိုကွဲပြားတဲ့အတိုင်းအတာတစ်ခုတင်မြင့်တင်ပေးနိုင်တဲ့ဇာမမျိုးပါမျောလင်းရတာကတော့ဒဟန်ကတိတ်မဆိုးရွားဖို့ပါပဲဗီဒီယိုကြောင့်လည်းကျွန်တော်တို့မေးနေပါတယ်ကျွန်တော်ကသူ့ကိုဘယ်နောက်ခံလူလို့ထင်ထားခဲ့တာပါဒါပေမဲ့ဒီနေ့မှာသူကခွင်းထဲမှာနေရာဆုံးနှီးပေါက်ကိုဇားသွားခဲ့ပါတယ်သူ့ရဲ့ခန်းကနာကအသိအတွေဘာတွေများယူဆောင်လာပေးပါတယ်သူယူဆောင်လာပြီးတာကတော့တကယ်ဒါပေမဲ့ရှင်းနေပါပဲဟုတ်ပါတယ်ဒီခါကြောင့်လည်းသူ့ကိုဇားပုံကနည်းနည်းလေးရှုပ်ထိပ်သွားတယ်ပါတယ်ဒါပေမဲ့အဲ့ဒီတွက်လန့်မှု ဒီသူဖန်တီးထားတဲ့နေရာလွတ်တွေနဲ့အခြေအနေတွေကပဲပြိုင်ဘက်ကိုထိန်းချုပ်ရအလွန်ကိုခက်ခဲစေပါတယ်အထူးသဖြင့်အလွန်ကိုနေစဉ်ကြပြီးလူတူဦးချင်းအလိုက်ကစားတဲ့အသင်းမျိုးနဲ့ရင်ဆိုင်ရတဲ့အခါခွင်ရေးတွေဖန်တီးဖို့အတွက်သူ့ရဲ့နေစဉ်ကိုဖျက်ဆီးပစ်ဖို့လိုအပ်ပါတယ်ဆိုတော့ကျော်တို့အဲ့ဒါကိုကောင်းကောင်းလုံးနိုင်ခဲ့တယ်လို့ထင်ပါတယ်တကန်ရက်စ်အကြောင်းလေးနည်းနည်းလောက်မေးလို့ရမလားသူ့အနေနဲ့အဆင်ပြေလားသူခါနာသွားတာလားစိုးရင်ရတာမျိုးရောရှိပါလားပြီးတော့သူ့အနေနဲ့ခက်ခဲတဲ့ခွင်ရေးတစ်ခုကိုလွယ်လွယ်ကူကူဖြစ်အောင်လုံးပြသွားတဲ့အပေါ်မှာရောဘလောက်များကျေနပ်မှုရှိပါလဲ ူဘာမှမဖြစ်ပါဘူးဘာလို့ဆိုတော့သူကကျွန်တော်ကိုလူစားလဲပေးဖို့တောင်းဆိုခဲ့လို့ပါပဲဒါတော့စိတ်မကောင်းစရာပါပဲသူခါနာနေပြီးတော့ဆက်မကစားနိုင်ခဲ့ဘူးဒါကတကယ်တမ်းအတွက်တော့အဲရန်ထူးဆန်းတဲ့ကိစ္စတစ်ခုလို့ပါပဲကျွန်တော်သူ့ကိုစစ်သေးပြီးရောဘယ်လိုရှိလဲဆိုတော့ကိုတော့ကြည့်ရပါအောင်မေဒီကနေ့ဝဲမောင်တဲ့ရတာတွေရှိခဲ့ပေမဲ့ခမရမှာရေသွေးမြင့်အစားမတွေအများကြီးလူစားဝင်ဖို့ရှိနေခဲ့ပါတယ်ဒါကအဓိကခြားနာချက်ဖြစ်စေနိုင်မလားအဟုတ်ပါတယ်တေးကြပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လိုချင်တဲ့အရာပါပဲ ါပေမဲ့ဒါကစေကူးထားသလိုမျိုးတော့မဟုတ်ခဲ့ပါဘူး virus တော့ပွဲထွက်လူစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာလုပ်ချင်လဲဆိုတော့ရှင်းလင်းတဲ့ရည်ရွယ်ချက်တွေရှိခဲ့လို့ပါပဲမာလီရဲ့နိုင်ငံကြောင်းနောက်ဆုံးမိနစ်အနည်းငယ်မှာပြောင်းလဲခဲ့ရပါတယ်ဒါပေမဲ့လည်းကောင်းတဲ့အချက်ကတော့ခင်ဗျပြောသလိုပဲကျွန်တော်တို့အခြားတဲ့ရောက်ကိုထည့်သွင်းပြီးတော့နည်းနည်းလေးကွဲပြားတဲ့ပုံစံနဲ့အရန်ကိုထိရောက်စွာနဲ့ပဲကစားနိုင်ခဲ့တာပါပဲဇဝေမန်နီလူဆောင်ဝင်လာတဲ့အပေါ်မှာဘာများစဉ်းစားခဲ့ပါလဲ။ဘာလို့လဲဆိုတော့အရင်ကအော်ဒီကထွက်တဲ့အခါမှာအီတန်ကအမြဲတမ်းအစားဝင်နေခဲ့တာလေ။တခုခုကွဲပြားတာကိုလိုချင်ခဲ့တာလား။ အဟုတ်ပါတယ်သူသမီးပြိုင်မဲ့ရေကစားဖို့ကျွန်တော်တို့ကွင်းလေကိုသူတို့ကိုထိန်းချုပ်ထားဖို့ပြီးတော့အာဇဗီမနီနဲ့ကျွန်တော်တို့ဖန်တီးနိုင်မယ့်နေရာလွတ်တွေ့ကြောင်းပဲလေဒါကပိုကောင်းတယ်လို့ကျွန်တော်ထင်ခဲ့ပါတယ်သူတို့ကပထမအဆင့်မှာဘောလုံးတည်ပြီးတော့ဈာဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူးဒါကြောင့်မို့တိုင်းရဲ့ကစားပုံတွေစကန်ဘောတွေအများကြီးဖြစ်လာခဲ့တာပါဇရိုအဲ့တော့ကိုထိန်းချုပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့နေရာတွေမှာဘွဲကိုစွမှုနိုင်အောင်လုပ်ဖို့အတွက်တေချာစေခြင်းခဲ့ပါတယ်အဲ့ဒါကြောင့်ပါပဲ ပွဲထွက်ကွင်းလည်နဲ့ပတ်သက်ပြီးတော့ဒီချင်းလင်းနဲ့ရွေချက်ရှိတယ်လို့ခင်ဗျားပြောခဲ့ပါတယ်ဆိုတော့သူတို့စီကလည်းမြင်ရတဲ့အရာတွေအပေါ်မှာကျေနပ်မှုရှိပါလားဆိုတော့အဲ့ဒီကွင်းလည်အတွက်ကိုထပ်ပြီးတော့စံတပ်အောင်ပါပါလားအာကျွန်တော်တို့ပို့ပြီးတော့နားလည်မှုရှိဖို့ပို့ပြီးတော့အချိန်ကြာကြာအတူစားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့အသင်းတသင်းမှာဇားမတွေကတယောက်နဲ့တယောက်အသားကြပြီးတော့သူတို့ကိုအတူတူကဝင်လာစေမဲ့ဖြည့်ချက်တွေနီလန်းတွေကိုရှာဖွေဖို့ဆိုတော့အချိန်တစ်ခုတော့ယူအောင်မလို့ထင်ပါတယ်။ဒါပေမဲ့လည်းဒီကနေ့ပွဲမှာအဲ့လိုဖြစ်မလာခဲ့ပါဘူး။မာရီယာတန်ရကအရန်ကိုစောစောဖြစ်သွားခဲ့လို့လေ။ တကယ်ရောခမောင်းရဲ့ပွဲပေါင်း300ပြည့်မြောက်တဲ့ပွဲပါအခုဆိုရင်ရာရာကနည်းနည်းလေးပို့ပြီးတော့လွဲကူလာပြီလို့ထင်ပါလားအရောင်းကိုဂုဏ်ယူမိပါတယ်ဒီဘောလုံးကလပ်အတွေ့အကြုံကြီးမားတဲ့ကိန်းတန်းတစ်ခုပါပဲလူတိုင်းကိုကျေးဇူးတင်ကြပါတယ်ထို့သဖြင့်ပရမနေကလေးကကျွန်တော်နဲ့အတူရှိနေခဲ့တဲ့ကျွန်တော်ရဲ့နေပြအဖွဲ့ဝင်တွေပေါ့လေပရမဆုံးအနေနဲ့သူတို့မရှိရင်ဒီလောက်ကိုလုံးလို့မဖြစ်နိုင်သလိုဒုရီယာအနေနဲ့ပျော်မွေးဖို့လည်းမဖြစ်နိုင်ပါဘူးကျွန်တော်ဘဝဝင်ချိန်မှာကမ္ဘာအကောင်းဆုံးလူတွေရှိနေတယ်ဆိုတာကျွန်တော်သိပါတယ်ပြီးတော့ ရမနီကလေးကကျွန်တော်ကိုပံ့ပိုးကူညီခဲ့တဲ့ဇာမတွေဝန်ထမ်းတွေအားလုံးဟာကျွန်တော်ကိုပိုကောင်းတဲ့နေပြတက်ရောက်ဖြစ်လာအောင်သူတို့စီကနေတင်ယူနိုင်အောင်စိတ်သက်ခွန်အားတွေဖြစ်စေအောင်ပြီးတော့ကောင်းမွန်တဲ့ခိုင်တန်းတွေကိုအတူတူပြောင်းမွေ့နိုင်အောင်ကူညီပေးခဲ့ကြပါလိမ့်။ဒါကြောင့်မို့ဒီဘက်ကိုနိုင်ဝင်တဲ့ဂုံပြူခြင်းခဲ့ပါလိမ့်။အခုလည်းရခဲ့ပါလိမ့်။အခုတော့နိုင်ငံတကာပွဲစဉ်တွေအတွက်အနာယူချိန်မှာပြောင်းမွေ့ပြီးတော့ပြန်လာမဲ့ခက်ခဲတဲ့အရာတွေအတွက်ပြင်ဆင်ဖို့အချိန်ကိုအသုံးချသွားပါပါ။ဇာဂါရဲ့ဘွဲပေါင်း200ပြည့်အကြောင်းလေးပြောပြပေးလို့ရမလား။ အော်ဟုတ်ကဲ့ဒီနံပါတ်ကိုကြည့်လိုက်တဲ့အခါပွဲပေါင်း200ကိုးပါဝင်ပန်းစားမှု100ဆိုတာကသူ့အသက်အရွယ်နဲ့သူလှုပ်ဆောင်ခဲ့တဲ့အရာတွေသူလှုပ်ဆောင်နေတဲ့ပုံစံတွေကတကယ်ကိုမယုံနိုင်စရာပါပဲတကယ်ကိုအမေးကြီးပါပဲဒါကကျွန်တော်တို့လိုချင်တဲ့အရာတွေကိုရရှိဖို့အတွက်လိုအပ်တဲ့ကစားမမျိုးပါပဲရှေ့ဆက်ရမယ့်ပွဲစဉ်တွေအကြောင်းကို Crystal Valley, Valley, San Lando တို့နဲ့ဇာရမှာပါဆိုတော့ပြန်ဝင်တိုင်းကတော့မလွယ်ကူလောက်ပါဘူးဒါမှလည်းပဲထိုင်တဲ့အသင်းတွေနဲ့အဝေးဝင်ပွဲစဉ်တွေအပြီးမှာအခုလာမယ့်ပွဲစဉ်တွေကဇေယျအောင်မှာ အဆင့်တက်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုများဖြစ်လာမလားအဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီဘွဲတွေကနေဘလောက်ခက်ခဲမလဲဆိုတော့ကျွန်တော်တို့သိပါတယ်ကျွန်တော်တို့ဒီကိုရောက်လာတာထိတဲ့အသင်းတွေနဲ့ခက်ခဲတဲ့ဘွဲစဉ်တွေအဝေးကွင်းဘွဲစဉ်တွေပြီးတော့ဒဏ်ရာပြတာကြီးတွေကြားကနေရောက်လာခဲ့တာပါရာသီအစပိုင်းကိုဒဏ်ရာကြီးတွေကနေပြန်လာတဲ့ကစားမတွေနဲ့အများကြီးညှိရွေခဲ့ရပါတယ်ဒါကြောင့်မလို့ဒါကစိန်ကောင်းမှုတစ်ခုဖြစ်ခဲ့ပေမဲ့အသင်းကခြေစွမ်းရောရလတ်ပိုင်းမှာပါတကယ်ကိုယုံကြည်မှုရှိတဲ့ပုံစံနဲ့ပြသနိုင်ခဲ့တယ်လို့ထင်ပါတယ် ။အခုကဆက်ပြီးတော့ဆက်လက်ခြေတက်ဖို့အတွက်ကောင်းမွန်တဲ့ပလက်ဖောင်းတစ်ခုပါပဲ။ဒီလိုတိုင်းရာတွေရှိနေတဲ့အခါမှာရန်ကုန်ကနေဝင်လာတဲ့သူတွေကထေဆန်ပြသလာကြပါလေ။ဆိုတော့လူရပြည်စုံလာတာကဘလောက်အထိအရေးကြီးမဲလို့ထင်ပါလဲ။အရန်ကိုရေးကြည့်တာပေါ့ဗျာ။အရန်ကိုရေးကြည့်တာပေါ့။ကျွန်တော်တို့က3ရက်တပွဲကစားနေရပြီးကစားပွဲရဲ့ပြင်းထန်မှုတွေကစားမတွေစီကနေတောင်းဆိုမှုတွေနဲ့ဆိုရင်တော့တူရင်းတဲ့ကစားမတွေနဲ့ဆက်ထိန်မှုကတော့ဘလို့မှမဖြစ်နဲ့ ဒါကြောင့်မလို့ဝင်လာတဲ့သူတွေကအစင်တန်းကိုမြင့်တင်ပေးပြီးဘွဲကိုနိုင်အောင်ကူညီပေးဖို့အတွက်လိုပါတယ်။ကျွန်တော်တို့ဒီအကြောင်းဝင်ကျေးပေါင်းများစွာပြောခဲ့ပြီးပါပြီ။ထို့သဖြင့်ဒီကာလမှာတော့တကယ်ကိုအပြုသဘောဆောင်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ဧည့်သည်တွေပါလေ။ပရိသတ်များလို့ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။